တာချီလေးမြို့နိုင်ကပတ်ပတ်ဝင်းကျင်ထိန်းသိမ်းရေးနေအခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလေးမြို့နိုင်ခရိုင်ဘတ်ဝင်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှု၍2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်သည့်ကပတ်ပတ်ဝင်းကျင်ထိန်းသိမ်းရေးနေထိမ့်မှတ်ခမ်းအနားကိုယနေ့နေ့9နိုင်ကအောင်မြတ်ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံကအဖွင့်အမှားစကားပြောကြားပြီး ကဘာကူလာတမကအထွေထွေအသွင်းရမှုချုပ်၏သုံးဝင်လာဗီဒီယိုအား၎င်းကဘာကူလာတမကပတ်ဝန်းကျင်အစီအစဉ် UNEB အမှုဆောင်ညွှန်ကြားရေးမှူး၏သုံးဝင်လာဗီဒီယိုအား၎င်း2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြားရောက်သည့်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဂုဏ်ပြုဖော်ပြသည့်ဗီဒီယိုအား၎င်းပြသခဲ့ပါသည်။သက်လက်၍2025ခုနှစ်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စောင့်ပုတ်ဖြစ်သည့်ကဘာတဝန်းပလတ်စတစ်ညှဉ်းပန်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပြီးခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည်။စာရေးစာကုန်၊ပကြီနှင့်ကာတွန်းပြိုင်ပွဲတွင်စုရရှိသည့်ចောင်းသားចောင်းသူများစစ်ဗျူဟာအခြေကျတာချီလိမ့်မှာစစ်ဗျူဟာမူဘုံမူကြီးကျော်မင်းထွန်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်ဝင်းတုံနှင့်တာဝန်ရှိသူများကဂုံပြုစုများကြီးမြင့်ပေးအပ်ခဲ့ပါသည်။ထို့နောက်အခမ်းအနားတက်ရောက်လာကြသည့်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများဆရာဆရာမများနှင့်ចောင်းသားចောင်းသူများကခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့်အထိမ့်မှတ်ပြကန်းအားကြည့်ရှုလေ့လာရာတာဝန်ရှိသူတို့ကလိုက်လံရှင်းလင်းပြသပြီးအထိမ့်မှတ်လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်ခမညာ